ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးငလျင်ကြီးနောက်ဆက်တွဲအဖြစ်မြင်းကလျင်ပေါင်း142ကျင်းလှုပ်ခတ်ခဲ့တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။မတ်လ28ရက်တွင်လှုပ်ခတ်ခဲ့သောအင်အားပြင်းထန်တဲ့မန္တလေးငလျင်ကြီးနောက်ဆက်တွဲအဖြစ်ဧပြီလ18ရက်နေ့ပိုင်းအထိမြင်းကလျင်ပေါင်း142ကျင်းလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလာဗေဒါညွှန်ကြားမှု OC ဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါအင်အားပြင်းကလေးအကြောင်းတေဆုံးသူဦးရေ3925ဦးရှိကထဏ်ရာရရှိသူ9106ဦးနဲ့ပျောက်ဆုံးသူ129ဦးရှိဆဲဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ကလေးဘေးတင်ပြီးသူ6000ကျော်မှလက်ရှိအချိန်အထိရှာယူခိုးလုံရနေရများတွင်နေထိုင်နေကြရာကနောက်ဆက်တွင်ကလေးများကိုလည်းကြုံတွေ့နေကြရပြီးကလေးကြီးကြောင်မန္တလေးမြို့တစ်မြို့တည်းမှာပဲအပြည့်အစည်းတန်နှစ်တန်ခွဲအကြံပြင်အပြင်ကုန်တင်က3500ဆခန့်ရှိပြီး၎င်း ပြည့်အစီများကိုအရေးပေါ်ဖယ်ရှားရန်လိုအပ်နေဆဲဖြစ်ကြောင်းလည်းသိရပါရရှင်။